Modern Tea House and Bar နေပြီးတော့အားလုံးကိုကြိုဆိုပါရဲလို့ဒီနေရာကဘန်ကောက်မှာနေတဲ့သူတွေအတွက်လုံးဝလုံးဝအထူးသတင်းကောင်းပါနော်။ဘာလို့လဲဆိုတော့သူကလေဘယ်နေရာလဲဆိုတော့သူက assumption တက်ကတော့ဘန်နာနာမှာရှိတာ။ဆန်းလေးအမိုက်တယ်ဘောတော့ဒီအော်တိုလေးဆိုတဲ့လေညဘက်ထိုင်းလို့ကောင်းတယ်အေးအေးလေးနော်အပေါ်မှာလည်းထိုင်းလို့ကောင်းတယ်နော်။တီချာတာတစ်ခုကတော့ဒီနောက်မှာရှိတဲ့တက်ကတော့တွေကကျောင်းသားတွေကျောင်းသူတွေအားလုံးကဒီဆက်မှာကြံကဲမှာကျင်းနေပါကြီးနော်။အဲ့တော့ကြံမှာ modern မှာတို့ရမယ်ပေါ့ကွာ။ ရှင်လွတ်လွတ်လပ်လပ်နဲ့အေဂျင့်နဲ့ vibe တစ်ခုကိုခံစားကြင်ကြလားအခုဒီမှာခင်ဗျားတို့ရောက်နေတဲ့နေရာကမြက်ခင်းမြင်းလေးနဲ့နောက်ပြီးတော့လေကောင်းလေတန်းလည်းအရန်ရတဲ့အရန်ကမှအေဂျင့်နဲ့ modern tea house and bar နေပြီးတော့အားလုံးကိုကြိုဆိုပါရဲလို့ဒီနေရာကဘန်ကောက်မှာနေတဲ့သူတွေအတွက်လုံးဝလုံးဝအထူးသတင်းကောင်းပါနော်ဘာလို့လဲဆိုတော့သူကလေ location အစကြည့်လိုက်ရင်လေလုံးဝမြက်ခင်းနေအဲ့လိုမြင်နေရတာအပြင်မှာမျက်စိလုံးဝအေဂျင့်နဲ့နေရာလေးပေါ့နော်ဘယ်နေရာလဲဆိုတော့သူက assumption တက်ကတော့ဘန်နာနာမှာရှိတာနောက်တစ်ခုဒီမှာကကြတော့လေအများ ကြီးပေါ်လာလာခိုင်းပြီးအထဲခေါ်သွားမယ်အခုဒီမှာမျက်ခင်းလေးနေတယ်တေးလားအဲ့တော့ဝိုင်းနေအကျယ်ကြီးပဲအဲ့လူတွေအများကြီးထိုင်လို့ရတယ်ခင်ဗျားတို့မြို့တွေတွေမှာဆိုလို့ရှိရင်အဲ့လူဦးရေထူတတ်တဲ့အခါမှာနည်းနည်းပိတ်လောင်မှုကိုခံစားရတယ်ဒီနေရာမှာတော့ဘလို vibe မျိုးစရမလဲဆိုတော့စထိုင်လိုက်ပြီးဆိုတာနဲ့လွတ်လပ်တဲ့အဲ့လွတ်လပ်တဲ့စိတ်ပေါ့ကိုယ်စိတ်လုံးဝ free ဖြစ်သွားတယ်အဲ့လိုမျိုးလေးကိုခံစားရတယ်စပြီးတော့ဒီနေရာဒါကအောက်ပဲရှိသေးတာခင်ဗျားတို့ဟိုးအပေါ်တက်လည်းရှိသေးတယ်ညဘက်ဆိုရင်ပိုလာမှာအခုကခဏနေမောင်လာတော့မှာမောင်လာတဲ့ခါကျရင်ညဘက် အရန်လာတဲ့အရသာကိုပါအားလုံးတူတူခံစားကြမယ်เนาะဒီမားလေအဓိကအစားအစာတွေကလည်းမြန်မာအစားအစာတွေအစုံရတယ်ပြီးတော့မြန်မာလူမျိုးတွေအားလုံးရဲ့စုံရက်လေးတစ်ခုလို့ဖြစ်နေတော့ဒီညလေးကိုရောက်လာရင်တော့ဘန်ကောက်မှာနေတဲ့မြန်မာတွေအားလုံးပျော်မယ်တင်ပါတယ်ဟောစတော့မတွေ့လားလာလာအထည့်လာမယ်လားကျေးဇူးပါတယ်ပြားတော့အေးလူလူထိုင်လို့ရရပေါ့နော်ဒီနေရာကကြတော့ဟိုအပြင်မှာကကြတော့တကယ်လို့နေချင်ဦးအေကွန်လေးနဲ့အေးအေးလေးနေချင်တယ်မိသားစုလိုက်လေးတွေလာပြီးတော့အပန်းဖြည့်ပြီးတော့စားတောက်ချင်တယ်ဆိုဒီမှာလာလို့ရရတယ် ပေါ်တက်ရှိရယ်လာပေါ်တက်တော်မြလာလိုက်ခဲ့ဝါဘိုကျေးရွေးဒီမှာဟာဒါလေတော်တော်ကျေတော့လူတွေအများကြီးဆက်မယ်လူကိုယာနဲ့တော်တော်ချီပြီးတော့ဆက်တဲ့နေရာတစ်ခုပါအခုကတော့ ညမရောက်သေးတော့လူတွေမစုံသေးဘူးခဏနေကြရင်လူတွေစုံသွားလမ်းကောင်းမှနေကြတဲ့မြမပြည်သူတွေအားလုံးအတွက်ဒါအထူးသတင်းကောင်းပေါ့နော်ဘာလို့ဆိုတော့အားလုံးမြမပြည်သူလေးဒီမှာလာပြီးတော့စုရဲ့အနေနဲ့တွေ့လို့ရတယ်။နောက်ပြီးရှင်မြမမြမသချင်းတွေစုံနေသလားအဲ့တော့ဒီ feeling လေးကအရင်မှိုက်တယ်။အခုပြောအောင်မယ်။သူကမနေ့ပိုင်းလေးဖွင့်နေသီးလား။မနေ့ပိုင်းကျတော့အစားစာရတောက်တမျိုးတွေရခိုင်ကြပြမယ်ပေါ့ပြီးရင်အစားစာရသွားကြည့်မယ်လေနော်။နေရာကြီးကတော့အရင်လာတယ်ဒီနေရာကြီး။ ်းတွေလည်းရှိရတော့ခန်းတွေဘုဘတ်တွေမှာရှိရ။ဒါစကန်းပွင့်ပွင့်ကြည့်အောင်။အေး VIP ကန်းကြောက်ပါလို့။အဲကွန်လေးနဲ့အေးလူတွေထိုင်လို့ရတယ်ပေါ့။อืม ကစနေဟဲ့အခုဒီကိုအလုပ်ကိစ္စရလာလာဒီကိုလာလေးလေးပြောပြပါဦးအော်ဒီဆိုင်ပုံမွေးလေးအတွက်ကိုလာပေးတာပါဒီဆိုင်လေးကအခုညီလေးတွေသူတို့စုပြီးတော့လုပ်ကြတဲ့ဆိုင်လေးဆိုတော့လာပြီးတော့တက်ရပြီးတော့အပေးတာပေါ့ညီလေးတွေကိုအခုရောက်တာကြာပြီလေဒီရောက်တာမနေ့မှရောက်တာအော်မနေ့မှရောက်တာဆိုင်လေးကမိုက်တယ်ဘောဒီအော်တိုလေးဆိုလည်းလေညဘက်ထိုင်လို့ကောင်းတယ်အေးအေးလေးနော်အပေါ်ပေါ်လေးထိုင်လို့ကောင်းတယ်နော်ဒီမန်ဒီတန်းမှာတက်ကစိုးကြီးဟိုចောင်းသားចောင်းသူကြီးများတဲ့ခါကျတော့ဒါလူငယ်တွေအကြိုက်ပေါ့နော်ဟုတ်ကဲ့နော်အခုတို့ခုတော်စီးနေပြီဟုတ်တယ်ဟိုအော်ပေါ်လည်းပြည်နေပြီပုံမှန်ပြည်နေပြီ တပြော့လေးဟို amplet လေးလည်းပါတယ်ကိုဟုတ်တယ်အဲဘယ်လိုပါလဲပြောရအောင်ပြောတော့မြန်မာဘိုင်းထုတ်ပြန်မှုတွေလုပ်ပါတယ်နော်မြန်မာအစိုးရတွေလည်းဆိုတယ်အဲ့လိုမြန်မာဆိုတော့မြန်မာဆိုမှာအခုအစားအစာတွေမှာဆိုဘယ်အစားအစာတွေပိုကြိုက်လဲမြန်မာအစားအစာလားဘယ်လိုအစားအစာမျိုးကြိုက်လဲမြန်မာအစားအစာပိုကြိုက်တယ်ဟုတ်ဘယ်လိုမျိုးလေးကြိုက်လဲကြိုက်ကိုယ်ကအထမင်းဟင်းစားတာထမင်းနဲ့ဟင်းနဲ့စားတာကိုကြိုက်ကြိုက်ကြိုက်တယ်။နောက်ပြီးတော့ဟင်းတွေပါရှင်လေးလေကိုကျွန်တော်အဲ့လို CCV အများကြီးနေရှင်းတဲ့ဟင်းတက်စားရင်အဲ့လိုမျိုးထားပါတော့ လို့ခေါ်လိုက်စီမဘာဝနဲ့ခက်ချချော့အဲ့လိုချက်တဲ့ဟင်းနဲ့ထမင်းနဲ့စားရတာကိုကြိုက်တယ်အာတွေ့ရအောင်ဆိုအကိုကြိုက်တဲ့ဟာတွေ့လိမ့်မယ်မီနူးရောပါတွေ့ရအဲ့လိုထမင်းနဲ့ဟင်းလေးတွေပါတွေ့တယ်အဲ့လိုငကြီးချောက်ကျော်လိုငကြီးချက်တိုက်တွေကိုရမ်းကြိုက်တယ်ပါရင်လည်းမီအဆောင်တော့အဆောင်ပဲတော်တော်အဆောင်ပါဒီဇိုင်းလေးကအစားတော့လည်းအရင်အဆင်ပြေမယ်နောက်တစ်ခုကဒီတော့မှရှိတယ်တက်ကူတွေကများတဲ့ခါကျတော့ចောင်းသားတွေចောင်းသူတွေလည်းအရင်အဆင်ပြေတယ်ဆောင်ရက်ဖြစ်တယ်နော်နောက်ထပ်ပြီးတော့တို့တို့ တခြားဘာအဲ့လိုမျိုး entertainment လေးပါလေးရှိသေးတယ်။အခုဒီပါလေးတောက်ကြစနေဆိုလို့ရှိရင်သွား amplet ရှိတယ်။ဟုတ်ပြီ။နောက်ပြီးရင်သွားအပိတ်အနေနဲ့ DJ လည်းရှိသေးတယ်။အဲ့ဒီနေပါပဲ။နောက်ဒဇန်နီးပြီဆိုတော့အကျန်။ဒဇန်လောင်းပါ။ဒဇန်မှာတော့သူကလည်းအဲ့မှာဒဇန်မှာလည်း DJ လုံးအောင်ပါ။ဟုတ်ပါရဲ့။ဘွဲတော့အကြီးလုံးပါနော်ဒဇန်မှာလာ join လို့။ DJ တာတခုကတော့ဒီနောက်မှာရှိတဲ့တက္ကသိုလ်တွေကចောင်းသားတွေចောင်းသူတွေအားလုံးကဒီဆက်မှာဒဇန်ကဲမှာတော့ဂျင်းနေပါကြီး။နော်။အဲ့တော့ဒဇန်မှာ modern မှာတို့ရမယ်ပေါ့ကွာ။ဟုတ် တော့အများကြီးပဲသိလားအတန်းလေးနည်းနည်းអော်ပြောမယ်နော်အမြင်မှာအချင်းနေဆိုနေကြတယ်သူကဒီမှာပြောစရာကြီးကဲအဲ့တော့ဒီမှာဘာရလဲဆိုတော့ခါဆိုတစ်ချက်ရှုပ်လိုက်တာလေအမြင်မှာအစားစာရလဲရတရုတ်အစားစာရလဲရအဲ့တဲမှာဆိုထူးဆန်းတာမှာကြည့်အဲကချင်ကျက်ထမင်းလို့ပါဦးဒီမှာရရတော့ကချင်ကျက်ထမင်းနောက်ပြီးလို့ရှိရင်ချင်းဆက်ကြော်ထမင်းပေါ့စီအသားဆုံးပေါ့စီလည်းရရတော့ရခိုင်ပင်လယ်စာနဲ့ထမင်းနဲ့ဆက် ဆက်ဆက်လေးနဲ့ပို့ထပ်သွားမယ်တယ်နော်အဲ့ဒါဆိုင်။နောက်ပြီးပြီဆိုရင်ဘာရီရှိအောင်လဲဆိုတော့မဆလာမဆလာဟင်းနဲ့ထမင်းနဲ့တေးကြနေပြီ။နာမည်ပေးထားတဲ့နဲ့တေးကြအောင်ပေးတယ်တယ်။မဆလာဟင်းနဲ့ထမင်းဆိုမှုဝင်နေပါပဲ။နောက်ပြီးလို့ရှိရင်ငရှင်60တို့ဘာလို့အမီးစားကျင်ကြတဲ့သူတွေတို့ပေါ့။ဒီမှာအခိုင်ကြိုးလေးနှမျိုးတွေရသလား။အဲလက်ဖက်ရည်တို့ဘာလို့အဲ့လိုပေါ့နော်။ဗမာအစားစားလက်ဖက်ရည်နောက်ပဲလိတ်ခုတ်ပါညာအဲ့လိုစားကျင်တဲ့သူတွေတို့လည်းစားလို့ရတယ်လို့အမီးလေးနဲ့အဲဗီယာလေးနဲ့အေးစေးညနေပိုင်းလေးမှာမီးလို့ရဖို့အတွက်အမီးအစုံလေးတွေရငရှင်60တွေရ တယ်။ခိုင်းစချက်ပေါ့ပွားလေးပဲယူမယ်ပေါ့နော်။အဲဆိုခင်ဗျာအမီးပါဟိုဟာအမီးလုံးလို့မရအောင်လေပေါ့ပွားလေးပေါ့နော်စားမယ်။ပေါ့ပေါ့ပပလေးစားမယ်ဆိုဝက်နဲ့ရင်ဆိုလေးစားစင်တယ်နော်။ဟီးမာတုံရမ်းလဲတွေ့တယ်။ရခိုင်ပင်လဲစားဟီး။ရခိုင်ပင်လဲစားဟီးပဲယူလိုက်တော့မယ်။ခမင်းတော့အတုတ်တွေအစုံရရသေးလား။ရခိုင်ထမင်းတုတ်တို့ကုန်းရီထမင်းတုတ်မြန်မာထမင်းတုတ်မြန်မာမုတ်ဖက်တုတ်အစုံရအဲ့ဒါမှရွေးလိုက်မယ်အဲ့ဒါလေးတစ်မျိုးလေးစားကြတဲ့ခိုင်တို့အာလူးထမင်းတုတ်လေးစားလိုက်ရင်ကောင်းမယ်နော် အားနေလေးလိုက်မယ်။ဆိုင်မလူတွေအပြည့်ပဲအကိုရုံတော့ဘာဘလို့ခံစားရလဲဒီလူတွေအားရင်းနဲ့စီကားနေရော။ပြောလို့ပါပေါ့။ပြောတာပေါ့ဒီဆိုင်ကိုစပြီးတော့ဘလို့ရည်ရွယ်ချက်လေးနဲ့ဖွင့်ခဲ့ရလဲပေါ့အော်အဓိကရည်ရွယ်ချက်ကတော့ဟွာကိုလိုဒီဘန်ကောက်ရောက်လာတဲ့ညီလေးညီမလေးတွေအများကြီးရှိတာပေါ့နော်ဒီမှာလာပြီးကြောင်းတက်နေညီလေးညီမလေးတွေအများကြီးရတယ်ဒီလိုရဲ့ဒီစွမ်းနဘူပေါ့နော်အမိမြင်တဲ့ဝေးနေတယ်ကွာနော်ဟောအမေမေလက်ရာ တော်၎င်းမိသားစုရဲ့လက်ရာတော်၎င်းအဲ့ဒီຢာလေးတို့ကိုတော့အစားထိုးပြီးတော့ကိုတော့ချက်ကျွေးနေတာဟုတ်ကဲ့ပါအဓိကနာမင်္ဂလာပါမင်္ဂလာပါအမေကိုရီးယားအစားကြိုက်တဲ့သူတွေအစားကြိုက်တဲ့သူတွေအောင်ဆုံးပြေခြင်းအဲ့တော့အစားကြောင့်ပဲပြောကြတာပေါ့ဟုတ်ဒီမှာစားပြီးပါပြီလားစားပြီးပြီဆိုတော့3နိုင်လောက်ကြာရောက်လာပြီးတော့စားလိုက်တာပါပါပါကြိုက်ဒီမှာတော့လေဟို ဒါဆိုခုနစားသွားတဲ့အထက်မှာကြိုက်တာဆိုလို့ရှိရင်ဟိုဟာလေနံယိုးပေါင်းစီချက်နံယိုးပေါင်းစီချက်အရန်ကောင်းတယ်ပြီးတော့ဒီကစီလုံးတီးလေးကြိုက်တယ်ဒီမှာတရုတ်အစားစာတွေလည်းအစုံရတယ်မြန်မာစာရောဆိုတော့ကျောစက်ကအကုန်ရောပြီးစားတယ်ပြီးတော့ဟိုဟာလေအသားအသားအစုံပေါက်စီအသားအစုံပေါက်စီအဲ့ဒါလည်းကောင်းတယ်အဲဒီညာကတော့ဒါ Ascension University စုဝနာဘူမီကမ်ပတ်နာပေါ့နော်အဲဒီမှာ Modern Tea House and Bar မှာမြန်မာစာကောင်းကောင်းကြိုက်တဲ့သူတွေပေါ့နော်ပြီးရင်ဒါလူငယ်တွေဆိုလို့ရှိရင်လည်းအေးအေးချေးချင်တဲ့သူတွေဒါညာဘက်ဆိုလည်းသူဖန်နေပါရှိရယ်ဆိုတော့လေလာပြီး join မို့ကိုဖိတ်ခေါ်ပါတယ် ါတယ်ကျာစနော်ဖေးလေးပြောရင်လည်းကြီးရစလို့တာပေါ့နော်ဒီနေ့ကိုအေးဝါပဲဘာလို့ဆိုတော့ခိုင်သူကြီးစင်နေတာဒီမှာပထမအဆုံးရခိုင်ပင်လေစာဟိဟိဝါပစုံနေတဲ့အများကြီးတော့ပင်လေစာဟိဟိဆိုတဲ့အတိုင်း ဇွန်နေ MC ပြည့်တဲ့ကြီးအရင်တောက်ပါအောင်လို့ရဟိုင်းပင်နေစာဟင်းရင်လေးပါချင်းဆက်ဆက်လေးနဲ့လုံးဝပွင့်ထက်သွားတယ်။ဒါပေမဲ့ లై లై လားဆိုတော့ဒီလိုမျိုးပေါ့ခိုင်းကျမှားထားတဲ့ဝန်းနံကိုကြော်နေဆိုလို့ရှိရင်ဒီဟာလေးကကြတော့တော်တော်လိုက် စမြည်တဲ့တာတော့ဟင်တို့ကျန်ကုန်ကမြန်မာအစားစားလုံးဝစစ်စစ်လုံးဝမြန်မာအရသာစစ်စစ်နော်စားလို့ကောင်းလားတော်ဘူးကဒါ short တွက်လို့မရဟုတ်စီဒိုနာနေဟိုလာတဲ့စပေါ်မှုနှစ်ယောက်ရှိတယ်ပြီးရင်ကိုရိုတွေကိုရိုရဲ့ street life ပေါ့နော် street life ကနေအစပေါ်မှုနှစ်ယောက်ရှိတယ်ဘာကြောင့်လဲတော့တချို့အော် class တွေကြတော့ high class ကိုအရင်သွားတာရှိတယ်တချို့ကြတော့လည်းဒီ media class ကိုသွားတာရှိတယ် အဲ့တော့ကြောင့်မဘောတော့ဘယ်ဟိုဘယ်လန့်လည်းဖြစ်ရမယ်ပြီးရင်ဘောလုံးကလည်း level ဖြစ်ရမယ်အဲ့တော့ကြောင့်ဘောတော့ဟိုညတ်တစွာနဲ့ဘယ်မင်းလူးနဲ့ဘယ်စားစာနဲ့ဘလောက်တင့်တင့်နဲ့နံပါတ်1ပြီးရင်ဟိုအရန် high class ဖြစ်တဲ့စားစာကြောင်းရင်လည်းဘယ်စပုံမှုကဘလို့ချက်ကျွေးမယ်ဆိုရယ်အရာတစ်ခုကိုဘောတော့စီစဉ်ထားတယ် you got up meow meow let me go by hey you make up the door i show you show me up

ပြန် second အနေထားတစ်ခုကလူတွေရဲ့ယင်ပါမှုကိုကြည့်ပြီးတို့ဘာကြိုက်တယ်ဆိုတော့ကိုတို့က listening လုပ်မယ်။အဲ့ဒီ feedback ကိုကိုတို့ကကြည့်မယ်။သူတို့ရဲ့ feedback ကိုကိုတို့ကနားထောင်ပြီးတော့အကုန်လုပ်မယ်။ app to customer customer သဘောပဲ။ကျေးဇူးတင်ပါတယ် MCO လေး။အရင်ကျေးဇူးတင်ပါတယ်။ ညဘက်ဒီမှာတော့သူကညရောက်နေလေဒီနေရာလေးကပို့ပြီးတော့လှလာလေးလေးပဲပြီးတော့ပို့ပြီးတော့ထိုင်လို့ကောင်းလာလေးလေးပဲကိုဘက်ကနေလေးလေးတွေကဓာတ်အဲ့လိုနေလို့ကောင်းတယ်ပေါ့နော်ပြီးတော့တကယ်ကိုများအများကြီးပဲတွေ့လာအဲ့တော့ဒီမှာလေသူကလေမနေ့စာနေ့လယ်စာညစာလုံးဝပြေးမလို့စရာဘူးမနေ့၈နာရီကနေပြီးတော့ည၂နာရီထိတောင်ဖွင့်နေတဲ့အဲ့တော့ညဘက်ဗိုက်စာလိုပဲဖြစ်ဖြစ်အဲဒီကိုလာပြီးတော့ပေါ့နော်အဲစားလို့ရတယ်နောက်ပြီးလို့ရှင့်မနေ့အပိုင်းဗိုက်စာလို့ရှင့်ဒီလာလို့ရတယ် နေ့လယ်ပိုက်ဆိုင်လည်းဒီလာလို့ရရတော့ပြီးတော့ဒီမှာအကုန်လုံးလူတွေလည်းအများကြီးပဲဆိုပြောရကြကြီးပေါ့နော်အဓိကတော့ဒီနားမှာအဇမ်းရှင်းတက္ကသိုလ်ရှိရဲအဲ့တော့ဒီအဇမ်းရှင်းတက္ကသိုလ်ကကျောင်းသားကြီးလားတက္ကသိုလ်ကျောင်းသားကျောင်းသူကြီးလည်းအများကြီးပဲစုရဲတက္ကသိုလ်ကိုဖြစ်နေရပေါ့နော်လူတွေအများကြီးပါပဲနောက်ပြီးတော့ဒီနေရာကျတော့သူကဘန်နာပေါ့နော်ဘန်နာမှာရှိတာကဲအားလုံးပဲ modern tea house ဆန်ပါးကနေပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ခိုင်ချိုပြန်တော့မယ်တတား